ဤရှိကုန်တိုင်းသဒ္ဒါဆင်ကဘာကြီးဖះလမ်းမပေါ်မှာ23နှစ်အရွယ်မင်္ဂလာတော်ကကောင်းပါလေအာရီးစားနဲ့ရံဖြစ်ပြီးတော့လေကိုကိုကို ကားကြိတ်ခံလိုက်တလို့လို့ကားကပဲမမြင်လို့ကြိတ်သွားတလို့လို့နဲ့ပေါ့နော်အခုသေဆုံးသွားတဲ့ဟာပြဿနာဖြစ်သွားတယ်ရွှေကုန်တိုင်းကုန်းတိုင်းရဲ့အဆင်ကားရက်ပြီးတော့ရံဖြစ်ကြတာ အဲ့သူ့အထုံးနဲ့အကောင်မလေးကိုထားပြီးတော့ဟိုကောင်ကမောင်းပြီးတော့ထွက်သွားတာအားလုံးမင်းမင်းပါညီတို့ရေအီမိုကေယူကျူ channel ကျူလိုက်ပါရယ်ဒီ edit ဆက်ပေးမဲ့တရင်ကစိတ်မကောင်းစရာတရင်လေးပြအသက်23နှစ်အရွယ်မိန်းကလေးမင်္ဂလာတောင်ဝါလို့ပြောတယ်ဗျအရှိစားနဲ့စကားများပြီးတော့ရှေကုန်းနဲ့တရာအစင်ကာလမပေါ်မှာရီစားနဲ့စိတ်ဆိုးပြီးတော့လဲအီယာကနေကားကြိတ်ခံရပြီးတည်ဆုံသွားတဲ့တရင်လေးကိုတိဆက်ပြတာပြီးတော့မှဖြစ်ပါတယ်ဒီတရင်လေးကိုကျွန်တော်အတူအဆုံးထိလိုက်ပါကြည့်ရှုပေးဖို့ဖွဲ့ခွဲကြုံပါတယ်ဒါဆိုတော့ကျွန်တော် OP file လေးကိုစလိုက်အောင်ပါ အာရီးစားနဲ့ရံဖြစ်ပြီးတော့လေကိုကိုကို ကားကြိတ်ခံလိုက်တလို့လို့ကားကပဲမမြင်လို့ကြိတ်သွားတလို့လို့နဲ့ပေါ့နော်အခုသိဆုံးသွားတဲ့ဟာပြဿနာဖြစ်သွားတယ်ဖြစ်သွားတာကအခုဒါတွေကိုအဆအဆုံးမြင်တဲ့အဲလူကပေါ့နော်သူကအကုန်လုံးသူ့ရဲ့မိသားစုဝင်တွေသိစေရန်ဆိုပြီးတော့အခုညီတောင်းနဲ့တင်ထားတဲ့ post ကဒီလိုတင်ထားတာ ဟိုကကောင်မလေးကကောင်လေးနဲ့ရံဖြစ်နေတယ်ကားပေါ်မှာရံဖြစ်နေတယ်ရံဖြစ်ပြီးတော်တော်ကြာတော့ကောင်မလေးအထုပ်ပိုးတွေနဲ့ဆင်းသွားတယ်ကောင်လေးကကားမောင်းထွက်သွားတယ်အဲအဲ့ချိန်မှာပဲကောင်မလေးကဘဲမှမသွားဘူးနော်အဲ့နာမှာပဲဟိုဘက်သွားလိုက်ဒီဘက်သွားလိုက်နဲ့ညကလည်းမီးတွေကပြက်နေတော့မှောင်တယ်ကွာအဲ့နေရာကားကလည်းအရန်သွားအမြဲတမ်းသွားလာနေတဲ့နေရာဖြစ်နေတယ်တဲ့အဲ့တော့ကောင်မလေးကလေကားတွေလာတယ်ဆိုရင်လည်းတုံတုံတိတ်မဖယ်ပေးဘူးလေပေကက်ကက်တဲ့ပုံစံမျိုးပေါ့ကွာအဲ့တော့ကားလာတဲ့အချိန်မှာပဲသူကကားလမ်းပေါ်လှဲချပလိုက်တယ်တဲ့ လဲချပလိုက်တယ်ပေါ့ဘေးနာပုံဝင်ချင်းကလူတွေကလည်းလှမ်းပြီးအချိန်မီတားဖို့ကားကအမြဲတမ်းသွားနေတဲ့နေရာဖြစ်တော့မတားလိုက်နိုင်ဘူးပေါ့နော်မတားလိုက်နိုင်ဘူးအဲ့တော့ကောင်မလေးကတော့အဲ့နေရာမှာအပုံတွေကတော့တင်ထားတယ်ပေါ့ကွာနည်းနည်းဆိုးဆိုးဝါးဝါးတွေပေါ့အဲ့တော့တို့ကဒီကောင်မလေးရဲ့ပုံတွေနဲ့မှတ်ပုံတင်ကောင်မလေးရဲ့မှတ်ပုံတွေအသေးစိတ်ကိုလည်းတို့ပုံရိုက်ပြီးတော့တင်ထားတယ်ကောင်မလေးပုံလည်းတင်ထားပြီးတော့မိသားစုဝင်တွေသိစေရန်ဆိုပြီးတော့အာတို့ကအခုညီတောင်းပြီးတော့ post တင်ထားတယ်ကွာပြီးတော့လူမှုကယ်ဆယ်ရေးအသင်အားစေုံတင်ပေးလိုက်တယ်ကောင်မလေးကစုံသွားတယ် ုံးတော့အပြောစံပေါ်တာမိန်ကလေးတွေရံဖြစ်ပြီးယောက်ျားလေးတွေနဲ့ရံဖြစ်ပြီးဆိုအခုလိုမျိုးကိုကိုကိုတတ်သေးဘိုးလောက်ထိအေးလှုပ်เสียမလို့ဘူးအခုခင်မာလေအခုခင်မာဘဲအကောင်ဂိုမဘဝကိုအသက်ပေးပြီးတော့ချစ်เสียဘာအကြောင်းမှမရှိမနေဘူးနော်ရှိမနေဘူးအဲ့ဒါလေးကိုလည်းနည်းနည်းစဉ်းစားဖို့လိုတယ်တိလား ကိုကဒီလိုမျိုးလုံးလိုက်တယ်ဆိုရင်အဲဒါကလေမတော်တဆကားကြိတ်မှုလည်းဖြစ်သွားနိုင်တယ်ဒါကကမမြင်လို့ကြိတ်သွားတာလည်းဖြစ်ရင်ဖြစ်နိုင်တယ်ကားသမားကတော့ထွက်ပြေးသွားတယ်ပေါ့ကွာမမိသေးဘူးအာကိုကိုတိုင်းလည်းအခုနောက်တော့ပို့စ်ပိုင်ရှင်လို့လှဲချပလိုက်တာလည်းဖြစ်ရင်ဖြစ်နိုင်တယ်အဲ့ဒါဆိုရင်ကိုကိုရဲ့ဘဝလည်းအခုဒီလိုဖြစ်သွားပြီကိုရဲ့အိမ်ကကြံခဲ့တော့ကိုမိသားစုတွေကလည်းအကုန်လုံးဘယ်လိုပြောမလဲစိတ်ဆင်းရဲတော့ကနေကြံခဲ့မယ်အခုကြိတ်သွားတဲ့ကားသမားလည်းဒုက္ခရောက်ရမယ် ဒါတွေကိုလည်းထည့်စင်းစားရမယ်ပြီးတော့ဘာမဟုတ်တဲ့အကောင်တွေအတွက်နဲ့ကိုဘဝကိုဒုက္ခရောက်မခံပါနဲ့အခုကာသနာမပေးတနာပါရေနော်ဒီ post တင်ထားတာလေးလည်းမြင်ကြမှာပါနော်အချစ်ဆိုတာအမြဲတမ်းဘယ်တော့မှမသေးဆုံးဘူးတဲ့ဒီတယောက်နဲ့ဒီတယောက်နဲ့တူဟာဖြစ်သွားလို့လေနောက်ထပ်အချစ်သက်တွေပေါ်လာမှာပဲကွာသိလားအဲ့တော့ကိုဘွားကိုအဆုံးရှုံးခံကိုမိသားစုတွေစိတ်ဆင်းရဲခံတဘာသူပါဒုက္ခရောက်ခံပြီးကိုဘွားကိုမစည်းပါနဲ့အချစ်ကဘွားကြီးမဟုတ်ဘူး အချက်ကဘဝကြီးမဟုတ်ဘူးဒါကတကယ်မမြင်လို့ကားကြိတ်မှုလည်းဖြစ်နိုင်နေဆိုပေမဲ့တကယ်လို့သာကိုကိုကို တကယ်ကားကြိတ်ခံလိုက်တယ်ဆိုရင်ကားသမားကအခုဒုက္ခရောက်ရတော့မယ်အနေထားမှာရှိတယ်။ကဲဒီကောင်မလေးမှလည်းဘလောက်တောင်စိတ်ဆင်းရဲသောကတွေများနေလဲဆိုတာတော့တော်တော်ရွသေးခြင်းလောက်အောင်စိတ်ဆင်းရဲသောကတွေနဲ့ကြုံနေရလို့လည်းဖြစ်မှာပေါ့နော်။ဒါပေမဲ့အဲ့လောက်ဒီအချစ်အတွက်နဲ့ဘဝကိုအဆုံးရှုံးမခံနဲ့လို့ဒါလေးကိုတင်ကန်းစာယူနေတယ်နော်။စိတ်ဝင်စားနေကြတယ်ရွှေကောင်လည်းနားထောင်ကြည့်ရအောင်လေနော်။ကားတိုက်ခံရတဲ့အမျိုးသမီးရဲ့အကြောင်းပြောပြမယ်။လာဆဆုမပူစိုက်တဲ့နေရာမှာစိုက်တယ်လို့နေရာယူလိုက်တော့နော်။ ဖြစ်เสียဘယ်လိုလဲဆိုတော့ကတော့အဲ့ကောင်မလေးကတိုက်ခိုက်ရတဲ့ကောင်မလေးနဲ့ကောင်လေးနဲ့ကเนาะကလောကနေပြီးတော့ပြန်လာကြတာအဲ့ဒီရွှေကုံတိုင်းဂုံတရရဲ့အစင်းเนาะအဲ့ဒီရဲ့အစင်းမှာကားရက်ပြီးတော့ရန်ဖြစ်ကြတာเนาะရန်ဖြစ်ကြတဲ့ခါကျကောင်မလေးကိုအဲ့သူ့လက်ကြီးအိတ်နဲ့เนาะအဲ့သူ့အထုပ်နဲ့ကောင်မလေးကိုထားပြီးတော့ဟိုကောင်ကမောင်းပြီးတော့ထွက်သွားတာကဲထွက်သွားတဲ့အချိန်မှာကောင်မလေးကเนาะမနေ့ကညနေ6နာရီလောက်ကဖြစ်တာဆိုတဲ့ခါကျရုံချင်းစိန်ကြီးရုံစင်းကြီးကြီးဆိုကားကလည်းရှုပ်နေတာเนาะ အဲ့ဒီအလိုအခြေအနေမျိုးမှာကားဟိုဟိုဘက်ကူလိုက်ဒီဘက်ကူလိုက်တယ်လုံနေသေးတယ်တဲ့သူများတွေပြောတာပေါ့နော်အဲ့လိုလုံနေရင်းရနေပြီးတော့နောက်ဆုံးကြတော့ကားလမ်းမပေါ်မှာလှဲအိတ်ပလိုက်တားတယ်ကဲနော်ကားတိုက်ချင်လို့တိုက်သွားလဲမဟုတ်ဘူးသူ့ဘာသူတေချောင်းကျန်တာတော်လို့ကားရှုပ်တဲ့နေရာမှာနော်အဲ့တော့ဆက်စားချင်းအဲ့ဒီနားလေးမှာလက်ပေးဆိုင်မှာရှိတဲ့လူတွေကလည်းဝိုင်းဆွဲမလို့ဆိုပြီးတော့သွားသေးတယ်လေအဲ့ဒီရှုပ်နေတဲ့အချိန်ပေါ့ဤရုံစင်းချိန်ကားလမ်းရှုပ်တဲ့အချိန်ဖြစ်နေတဲ့အခါကျတော့ အခဏလေးတွင်ပါပဲလျှက်တစ်ပြက်ပြန်ပါပြို့ပြကွက်ကြီးဆိုပြီးတော့အဲ့လိုမျိုးဖြစ်သွားတာလည်းကမာလေးကလည်းငငယ်ချောချောလေးတဲ့ပုံထဲမှာလည်းလှရဖြူဖြူပွပွနဲ့တော့နော်အသက်ကလည်း23နှစ်ပဲရှိသေးတယ်တဲ့အဲ့တော့အမျိုးသမီးတွေကိုပြောချင်တာလည်းလေရှင်တို့အဲ့တရုတ်ကဗီဒီယိုအတိုးထွားလေးအဲ့ကိုရီးယားကားတွေကအတိုးထွားလေးကိုကြည့်ပြီးတော့ရှင်တို့အဲ့တိုင်းဖလိုင်းနေနဲ့ဟိုကမာရောက်သွားမယ်ဒီကမာရောက်သွားမယ်ထင်ပြီးကိုကုတ်ကိုတော်ကပ်ပြီးမသေးချားနဲ့တော်တော့ရေအချစ်တစ်ခုလေအချစ်တစ်ခုဆိုတာယောက်ျားဒီယောက်ျားနဲ့ပြီးဒီလိုမျိုးချစ်လိုက်တယ်မလား စစ်စားခင်စားကျင်နာစားမှလည်းအလိုလေးဖြစ်ကြတာပဲပြဿနာတွေလည်းအဲ့လိုခံစားချက်မျိုးတွေခံစားရတာပဲအဲ့ဒါနဲ့ပြတ်သွားပြီးနောက်တစ်ယောက်နဲ့ချက်လဲအဲ့ဒီတုန်းကအတိုင်းနဲ့ခံစားရတာပဲကဲအဲ့တော့အချက်ဆိုဘယ်အချိန်မှာပဲပွင့်ပွင့်ပွင့်လန်းလာပြီးတော့အဲ့လိုမျိုးချက်နိုင်တဲ့အစွမ်းအားတွေရှိတယ်နိုင်ငံသားမှာဖိုးကြီးပွားကြီးတွေပဲကြည့်လိုက်တော့တော့ကေကန်နီးမှာနော်ကင်ယူမြောက်ကားအဲ့ဒီယူကြတာလေအဲ့လိုမျိုးတွေလည်းရှိတယ်အဲ့ဒီတော့ဒီအချက်တွေဒီကိုယ့်ရဲ့ဘဝမဟုတ်ဘူးနော်ကိုယ့်ကိုယ်တောင်မှ နော်နှစ်နှစ်ကာကာမချစ်လို့လမ်းဘေးမှာချသွားတဲ့ကောင်အတွက်နဲ့များကိုကိုကိုတော့ကပ်ပြီးတရားလဲဆိုပြီးကိုရဲ့နော်မိဘကလည်းစိတ်တော့ကားတယ်ပြီးကိုအားသာတော့ကိတ်သွားနောက်ကမိသားစုတွေကလည်းအဲ့တသားသားဖြစ်ပြီးတော့ကြံခဲရတာနော်အမ်ပြနော်ဘာမှမဟုတ်တဲ့ဟာအတွက်နဲ့ဘာမှမခံစားနိုင်တဲ့နောက်ဆုံးကြတော့ ဂျားတဲ့ကအချောင်အပြစ်မရှိတဲ့ကာသမားကဒီမဲ့ခိုင်းထားအောင်ပါနော်ကာသမားတနာပါရဲ့ဗျာသူများကိုဒုက္ခပေးပြီးတော့မှတော်ကေသွားကြတာဤအဲ့လိုမျိုးကိုယ့်အကိုဒီမဲ့မခံစားနိုင်တော့လို့အဆုံးအဆုံးစီရင်မယ်ဆိုလို့ရှိရင်မလုံနိုင်မလုံတာတော့အကောင်ဆုံးပဲတကယ်တကယ်အဆုံးစီရင်တယ်ဆိုလို့ရှိရင်ကိုယ့်အကိုလွတ်လွတ်ကင်းကင်းနဲ့သူများကိုဒုက္ခမပေးတဲ့နီးလန်းနဲ့ပဲကိုယ့်အကိုအဆုံးစီရင်ကြပါနော်အဲ့ဒီဘာမှမဟုတ်တဲ့အချစ်အတော်နဲ့ကိုလက်ဘဝကြီးထင်မနေနဲ့ ဘဝအစ်စ်တက်အရေးကြီးတဲ့အရာတွေလည်းအများကြီးရှင်တို့အိမ်တော်တာတကယ်တမ်းပြုတ်ကြည့်လိုက်မိသားဘဝမှာအားတွေအဟုတ်တယ်မင်းအိမ်တော်ပြုတ်ကြည့်ပြီးတော့မင်္ဂလာဆောင်ပြီးဘောဘတ်ကြည့်ဆိုပြီးတော့မှအဲလက်ဖွဲ့ခွဲတဲ့အချိန်ကနေစပြီးတော့မှရှင်တို့ရဲ့ဘဝကစရာနော်ကိုယ့်ဟာကိုယ်ဆုံးဖြတ်ကြဒါပဲဆက်ဆုံးမပူလို့လည်းအတုခိုးမှမှဆိုလို့နော် နောက်ပြီးတို့ဒီမှာပြန်တွေ့ကြမယ်တတလေးအတွက်သင်ငန်းစာပေါ့နော်မနေ့ကညပေါ့နော်ရွှေကုန်းတိုင်းတရားဆင်းမှာတဲ့ဒီ23နှစ်ရွယ်ကောင်မလေးကဒီသူ့ကောင်ကြီးနဲ့ကားအောင်မှာရန်ဖြစ်တယ်တဲ့ရန်ဖြစ်ပြီးအထုပ်ပိုးတွေနဲ့ကားအောင်နဲ့ဆင်းချလိုက်ဆင်းချလိုက်ပြီးကောင်ကြီးကကားအောင်ထွက်သွားပြီးသူ့ပြတဲ့ချန်ငယ်လေးတရားဆင်းလာမှာပြီးတော့ပြီးတော့ဘယ်မှာလဲတော့အိမ်ထဲမှာသူဖိုလိုဒီလိုဖြစ်နေပြီးတော့ပြီးတော့ဒီကားလမ်းထက်ကူတာဖြစ်ပါလိမ့်မယ်အဲ့လိုပြောတယ်ပြီးတော့အိမ်မှာကားတွေကသူ့ကိုရှောင်နေတယ်သူကကားတွေသိမရှောင်ဘူးသူစိတ်ထဲမှာမလို့မလိုက်ရူးစမ်းလိုက်ပြန်ပြီးခန်းရူးစမ်းလိုက်ပြတ်တာလားဘယ်လိုမှမဟုတ် ခံစားချက်တွေမကောင်းတဲ့လူကလည်းခင်မအဲ့ဒီသွားနေနဲ့ရေးကြွားတာသူတော်တော်နဲ့အတွေ့အကြုံကတော့လှဲချလိုက်ကြပါဘုနော်သူလှဲချလိုက်ပြီးတော့တချို့ကလည်းကားကိုတိုက်တာတချို့ကလည်းလှဲချလိုက်တာအဲတချို့ပြောတာရှိပါတယ်ဒီခင်မခံစားချက်တွေအများကြီးငူးလဲသွားလို့ဖြစ်နိုင်တယ်ဘုနော်အဲ့ဒီမှာကတကယ်ကြီးကိုချက်တိုက်ပါပါအဲ့ဒီမှာအဲ့ဒီညအဆေးုံတင်ပြီးတော့မနေ့ကညပေါ့နော်ဆေးုံတင်ပြီးတော့ပေးဆုံးသွားပါတယ်အသက်က23နှစ်မင်္ဂလာဆုံးသူပါအဲ့ဒီမှာလေအဲ့ကောင်မလေးကပေါ့နော်မင်္ဂလာတုံးသူနော်တော်လိုက်နာလေ ဟိုမင်းတို့ရေစာရမှုပဲတယ်ရောက်ကြလို့ပဲရောက်ကြလို့ချက်ပါမင်းတို့ပေါ့ဒီလိုနဲ့ဟိုတကယ်ရေစံဖြစ်ကြတယ်အဲဲကွက်ကြတယ်ဆိုလို့ရှိရင်ခံစားရတယ်ဆိုတာနားလဲပါတယ်ကျွန်တော်တို့အကောင်ကလူငယ်တွေပဲဟုတ်တယ်မလားနားလဲပါတယ်ဒါပေမဲ့အဲ့လောက်ကြီးအဖြစ်ဆိုတာဘဝမဟုတ်ဘူးလေနော်အဖြစ်အတွက်နဲ့အဲ့လိုကိုယ်တက်ငါတက်ကြီးပဲတည်တည်တော်ရင်ငါတက်တည်လိုက်တော့ငါတည်တည်လိုက်တော့မယ်ဆိုတာကြီးကြတော့ ဟိုကို့မှာမိဘတွေမရှိဘူးလားညီကောင်မတွေမရှိဘူးလားအဲ့အဲ့လူတွေကကို့ဘောမကောင်းရလို့လားအဲ့လူတွေညနာတော့ချက်လှမ်းကြည့်လားနေတွေကျွန်တော် P file လေးကတော့ဒီတော့ပါပဲ TV file လေးကိုကြည့်ကိုတော်လေးမနဲ့ဆက်မကောင်းဖြစ်မိပါတယ်ကိုကိုကိုဒီအဆုံးစီရင်သွားတဲ့ main click ကတော့ဒါမင်္ဂလာတုံသူလို့ပြောတယ်အတက်က23နှစ်ပဲရှိသေးတယ်ချစ်သူကောင်လေးနဲ့ဒါစကားများပြီးတော့အခုလိုမျိုးဒီရှေ့ကောင်နဲ့ဒါအစင်းအောင် ကလမဘောလဲနေတယ်ဗောနော်တကယ်ဥမာဒီကာရှုပ်တဲ့နေရာမှာချိန်မိသွားတယ်ဗောနော်ကာချိန်မိပြီးဒီမင်္ဂလိယတာဆုံးမသွားတယ်တင်းလေးကိုကြာတကယ်မှာစင်မကောင်းစရာပဲဒါကာသမားကိုလည်းတကယ်ဥမာဒီတနာမိရယ်ဗောနော်ဖြေသွားတဲ့ကာသမားကိုဖမ်းမိသေးလို့သိရပါတယ်ဒီဗီဖန်လေးကြည့်ပြောမင်္ဂလိလည်းဒါသင်ငန်းစာယူသေးနေအခြေတစ်ခုအတွက်နဲ့ဒါဘဝကိုအဆုံးစီရင်လိုက်တာတော့ဒါမဖြစ်သင့်လို့ထင်ပါတယ်ဒီကိုရဲ့နောက်မှာဒါမိဘတွေစင်မျိုးအတိုင်းဝန်းနေဘလောက်တော့ဒီဝန်းနဲ့ချီကိုရမယ်ဆိုတာမြင်တွေ့တဲ့အတိုင်းပါပဲတွေ့ရမြင်ကြရတဲ့တင်းလေးကတကယ်မှာစင်မကောင်းစရာပဲဟုတ်ကဲ့ပါတော့ဒီ update တင်းလေးကိုကျွန်တော်အမျိုးလည်းသိအောင်လို့လာရောက်ပြီးတော့ update disable ခြင်းဖြစ်တယ် ဒီ view fan လေးကိုလည်းများသူငါတရားလို့ like and share လေးပြုလုပ်ပေးဖို့တောင်းဆိုချင်ပါတယ်နောက်ထပ်ဒီချစ်သူသမီးသားတွေလည်းဒီမျိုးကိုကိုအဆုံးမစီရင်ကြပါနဲ့ကျွန်တော်ကနေတောင်းဆိုချင်ပါတယ်ဟုတ်ပါကျွန်တော် channel နေ့စဉ်နေ့မြတ်ကြည့်ရှုအားပေးနေတဲ့ viewer တွေကိုချီးမြှောက်နိုင်ချီးမြှောက်တင်ပါတယ်ကျွန်တော် channel နေ့ဘိုးတုတဲ့ရတဲ့အကြောင်းနဲ့ celebrity တဲ့ကောင်မြင်းတစ်ဆက်ပေးမှမို့ကျွန်တော် channel like ဆိုပါမယ် like ဆိုပါနဲ့ဒီနေ့ notification လေးကိုပါနေခဲ့ပေးဖို့တောင်းဆိုချင်ပါတယ်ကျွန်တော် channel အားပေးကြည့်ရှုသူတွေကိုချီးမြှောက်ချီးမြှောက်တင်ပါတယ်နောက်ထပ်ဒီမှာပြန်ဆောင်ရမယ်တနာ